ပြောင်စုညီညာရေးညီလာခံကို NCA စာချုပ်မှာလက်မှတ်မထိုးတဲ့တိုင်းရင်းသားလက်နက်ကန်၁၀ဘွဲ့ကိုဖိတ်ကြားဖို့ရှိတယ်လို့ဦးလာမောင်ရွှေကပြောပါတယ်။ဦးအောင်သူကသတင်းပေးပို့ထားပါတယ်ခင်ဗျာ။ဇန်နဝါရီလ2ရက်နေ့နေပြည်တော်မှာကျင်းပမဲ့ပြည်တော်ကငញ្ញမ်းရေးညီလာခံကိုတနင်္ဂနွေဖြစ်ခဲ့ရစေးစာချုပ် NCA မှာလက်မှတ်မထိုးထားသေးတဲ့အဖွဲ့၁၀ဘွဲ့ကိုညီလာခံတပ်ဖွဲ့ဖိတ်မှာဖြစ်ပြီးအဲ့ဒီအဖွဲ့တွေအနေနဲ့ညီလာခံမှာဆွေးနွေးခွင့်ရှိမရှိကိုတော့ဇန်နဝါရီလ9ရက်နေ့နေပြည်တော်မှာကျင်းပမဲ့ UBDJC အစည်းအဝေးပြီးမှသိမယ်လို့ MBC ကအကြေတန်းအကြံပေးဦးလာမောင်ရွှေကပြောပါတယ် ပြည်တော်မှာကျင်းပမဲ့ပြည်တော်ငြိမ်းချမ်းရေးညီလာခံကိုကျင်းပနိုင်ဖို့အတွက်ဇန်နဝါရီလ9ရက်နေ့ကမြန်မာနိုင်ငံငြိမ်းချမ်းရေးပြည်လဲထူထောင်ရေးလုပ်ငန်းဗဟိုဌာန MPC မှာ UBDJC အသွင်းရေးမှုအဖွဲ့အစည်းအဝေးပထမနေ့အပြီးမှာအခုလိုပြောဆိုခဲ့တာလည်းဖြစ်ပါတယ်။ထူထားတဲ့ NC တော့မထူရဘူး။ဒါနဲ့ပိုင်လက်တွေထူထားတဲ့ခုနှစ်ဖွဲ့တော့ပါလက်တွေသူတို့ဖိမ့်မှာ။အဲ့တော့အခုမီဒီယာများမြည်တော့ကျွန်တော်တို့ကိုယ်တိုင်ကလက်ပြန်မနဲ့မှာတရားဝင်ပိတ်စာကိုးနေမှာဖြစ်တဲ့အတွက်ဒီတရားဝင်ပိတ်စာရပြီးမှတရားဝင်အကြောင်းပြန်ကြားချက်ကတော့အတိအကျရမှာ။အဲ့တော့ ျွန်တော်တို့ဘာကြောင့်ဖိတ်ကြားတာလောက်ကြတော့မပြောရင်အခုဟာ joint activity လောက်ပါအကြောင်းမို့လို့ဒီချင်းလေးမှပြန်ပြီးတွေ့နေတာဖြစ်တဲ့အတွက်၁၈ရက်နေ့ကစပြီးဒီနေ့မှတွေ့တဲ့အတွက်ကျွန်တော်တို့ဒီတစ်ခါတည်းဖိတ်တဲ့ဘုံမပြောင်းလို့စောင့်ရတော့ဘာဒီနေ့တော့ကျွန်တော်နိုင်ငံရေးပါတီဆိုရင်ကျွန်တော်တို့ MPC ဘက်ကတော့တောင်းဖိတ်ကြားပေးဖို့ဆိုတဲ့အတွက်တော့ရအောင်အဲ့တော့အခုတက်ရောက်လာတော့ခုနနိုင်ငံရေးပါတီရဲ့တပြက်လာတဲ့ကျွန်တော်တို့ဒီပြက်ပြီးပြီးရေဝတ်တဲ့အားလည်းဒီပြက်ပြီးပြီးအစိုးရ 25ခုရပြီကျွန်တော်တို့တက်မလို့150လည်းကျွန်တော်တို့ရပြီအဲ့တော့တက်တိကျွန်တော်တို့ပညာရှင်နေနဲ့ပြင်မြင်ရတယ်ဒီငွေပါတီတက်တာဟာလည်းကျွန်တော်တို့ပြေးတာပြီလက်နက်ကင်တွေလည်းပြေးတာပြီဒါတွေအားလုံးကိုကိုယ့်ရဲ့နေမှာပေါ့ကျွန်တော်တို့အားလုံးဒီလိုဖိစာတွေကိုလက်ပြန်ဆောက်ကျွန်တော်တို့ပြေးအဲ့ဒီညဉ့်ရင်ညီလာခံအတွက်လုပ်ငန်းကော်မတီကိုဦးကိုတာဝန်ပေးခဲ့ပြီးတက်ဆိုင်ရာဝန်ကြီးဌာနဝန်ကြီးဒုဝန်ကြီးတွေကဥက္ကဋ္ဌဖြစ်တာဝန်ယူကြမှာလည်းဖြစ်ပါတယ် ဒီညီလာခံကိုတတ်မှတ်ဖွဲ့စည်းတွေနဲ့တန်တမန်တွေကို SCA စာချုပ်လက်မှတ်ထိုးထုံးကသူတွေကိုပဲဖိတ်ကြားထားတာဖြစ်တယ်လို့ပြည်ထောင်စုဝန်ကြီးဦးအောင်မင်းကပြောပါတယ်။ဒါအပြင်သူတို့အနေနဲ့အခုညဉ့်ညဉ့်လုပ်ငန်းကိုအဖြစ်သဘောလောက်တာမဟုတ်ဘူးလို့လည်းဇန်နဝါရီလ9ရက်နေ့ကပြုလုပ်တဲ့ UVDGC အစည်းအဝေးမှာပြောဆိုခဲ့ပါတယ်။ကျွန်တော်တို့အနေနဲ့အကြံပြုလိုတာကတော့ဒါနာကုစီတာ၊ကျောင်းသားကုစီကိုပဲပြီးတော့ပါပဲ။ဒါပေမဲ့ကျွန်တော်တို့ဒီဆိုရင်လည်းဆိုရင်ကျွန်တော်တို့တည်တည်လဲလဲဆိုရင်းနေပါလိမ့်မယ်။ အဲ့ဒီဆိုးလို့တဲ့ကိုဖတ်တတ်ပြီးနောက်ဆိုးရကိုသူကပြည့်ခဲ့ဖို့ပဲဖြစ်ပါတယ်အခုဒီကျွန်တော်တို့ဆိုးကနေတိုင်းအတွက်ဆောင်ရွက်ခဲ့တာကိုတန်ကြည့်နေအခုမှပေါ်စည်းကပြည့်ခဲ့တဲ့တကယ်ကိုကောင်းမွန်တဲ့ဆန္ဒနဲ့ဆောင်ရွက်ခဲ့တာဖြစ်ပါတယ် NCA စာချုပ်မှာပါတဲ့အချက်အလုံးကြီးပါဟာပြည်ဦးများကအဆိုပြုထားတာဒီကိုညှိနှိုင်းခဲ့တာပဲဖြစ်ပါတယ်ကျွန်တော်တို့ဆိုးရကနေတိုင်းကိုဖြစ်လောက်တာမဟုတ်ပါဘူး political ကျန်တော့ဖြစ်လို့တော့မဟုတ်ပါဘူးဆိုတော့ရှင်းပြပါမယ်။ဖြစ်တဲ့ဖြစ်တဲ့ရဲ့ကောင်းမွန်တဲ့အခြေခံဥပဒေကိုဆက်မပြင်းတဲ့ဆိုတာတော့ဖြစ်ပါလက်ရှိအချိန်ထိလက်မှတ်မထိုးထားသေးတဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့ကတော့အဲ့ဒီပြည်တော်စုညီညာရေးညီလာခံကိုတက်မှာမဟုတ်ဘူးလို့သတင်းတွေလည်းထွက်နေပါတယ်ကျွန်တော်အောင်သူပါခင်ဗျာ